မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တဘုံတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့တရုတ်ပြည်သူသမ္မတနိုင်ငံမှာလူဒဏ်သောဒီဇယ်မက်ထရစ်တန်18000အားလွှဲပြောင်းလက်ခံတဲ့တင်ဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့တဲ့မန္တလေးမြင်းကလင်းကြီးကြောင့်ပြည်내ထူထောင်ရေးကိစ္စများအတွက်တရုတ်ပြည်သူသမ္မတနိုင်ငံမှာလူဒဏ်သောဒီဇယ်မက်ထရစ်တန်18000အားလွှဲပြောင်းလက်ခံခြင်းကိုမေလ၂ရက်နေ့နေ့ပိုင်းကတန်လင်းခရိုင်ကြောက်တန်းမြို့နယ်ပရိုက်တာအန်နဂျီစိတ်ကမ်းမှာပြုလုပ်ကြောင်းသိရပါတယ်။ အဲ့ဒီလိုလွှဲပြောင်းလက်ခံရာတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးများနိုင်ငံခြားရေးဝင်ကြီးဌာနမဟာဗျူဟာလေးလာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှတာဝန်ရှိသူများစွမ်းအင်ဝင်ကြီးဌာနမှတာဝန်ရှိသူများလူမှုဝန်ထမ်းကေစီအင်းနှင့်ပြည်လဲနေရာချထားရေးဝင်ကြီးဌာနဘေးရနေဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံမှကောင်ဆလာဖြစ်သူမစ္စတာဥယျံတာပင်တန်လင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတာဝန်ရှိသူများကလွှဲပြောင်းလက်ခံကြကြောင်းသိရပါသည်။အဆိုပါရောက်ရှိလာတဲ့ဒီဇယ်များကိုငလင်ဘေးတင်ဒေသများသို့ပြန်လည်ထူထောင်ရေးကိစ္စများတွင်အသုံးပြုရန်အတွက်စွမ်းအင်ဝင်ကြီးဌာနမှဆက်လက်ပို့ဆောင်သွားမှာဖြစ်ကြောင်းလည်းသိရှိရပါသည်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့ငလင်တန်းတိဒေသများအတွက်ဝတ်သက်ကြိုက်သူမိခိုင်စုံစုနာယောဂကာကွယ်ဆေးများအိန္ဒိယနိုင်ငံမှာရောက်ရှိရတဲ့တဲ့င်းဖြစ်ပါတယ်။ ငလင်တန်သည့်ဒေသများတွင်ဝက်သက်ကြိုက်သူမိခိုင်စုံစုနာယောဂကာကွယ်ဆေးများထိုးပေးနိုင်ရန်အိန္ဒိယနိုင်ငံမှကာကွယ်ဆေးများရောက်ရှိလာကြောင်း WHO မြန်မာကထုတ်ပြန်ပါသည်။အဆိုပါကာကွယ်ဆေးများကိုအိန္ဒိယနိုင်ငံ Serum Institute of India မှလူရင်းချင်းဖြစ်ပြီးဝက်သက်ကြိုက်သူ MR ကာကွယ်ဆေးအကျင့်ရေးတသိန်းနဲ့မိခိုင်စုံစု TD ကာကွယ်ဆေးအကျင့်ရေး9000လူကိုလက်ခံရရှိခဲ့ကာလက်ရှိဆောင်ရွက်နေတဲ့မြင့်ကလေးအရေးပေါ်တုံ့ပြန်မှုများအတွက်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ အစုပါစီဝါများကိုမြင်းကလေးတင့်ထားတဲ့အန္တရာယ်ရှိဆုံးဒေသများတို့ဖြန့်ဝေပေးနိုင်ရန်ဒေသခံကျန်းမာရေးဌာနများနဲ့ညှိနှိုင်းပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်း WHO မြန်မာကထုတ်ပြန်ထားကြောင်းသိရှိရပါသေးရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့လာရှိုးကရင်900ဆန်ပြည်သူစေယုံအရေးပေါ်ကူတာဆောင်ပြန်လည်ဖွင့်လှစ်တဲ့တင်ဖြစ်ပါတယ်။လာရှုကရင်900ဆန်ပြည်သူစေယုံအရေးပေါ်ကူတာဆောင်ကိုမေလ2ရက်နနက်9:00ခန်းကပြန်လည်ဖွင့်လှစ်ပြီးတပတ်အတွင်းစေယုံတစ်ခုလုံးဖွင့်လှစ်နိုင်ရန်စောင့်နေကြောင်းသိရပါဗျ။ လာရှုကရင်900ပြည်သူစေယုံကြီးရဲ့အခြေအနေကတော့ MNDAA ရုပ်ဆက်ခွာသွားစဉ်တွေကဂျန်နရေတာတွေကအစစေယုံပစ္စည်းတွေအလုံးသေးသွားတာအခုဒီနေ့ဖွင့်နေဆိုတာကအရေးပေါ်ကုသဆောင်ပြင်ပလူနာဌာနပေါ်စေယုံနဲ့တူအောင်တန်ရှင်းရေးတွေကအစစေယုံသုံးစက်ကရိယာပစ္စည်းတွေအစုံပြန်ထည့်ရမှာအခုအဲ့စေယုံမှာတန်ရှင်းရေးကိုတက်မလို့ရဲတပ်ဖွဲ့နဲ့စီပင်တို့ကအင်အားတရာနီးပါးနဲ့တန်ရှင်းရေးလုပ်နေတယ်။ သုံးရက်ကနေတပတ်တွင်းတော့ဆေးရုံကကောင်းကောင်းလည်ပတ်နိုင်အောင်သက်ဆိုင်ရာကအထူးဂရုတစိုက်လုပ်နေတယ်လို့အရာရှိတဦးကပြောကြားကြောင်းလည်းသိရပါဗျ။ MNDE အဖွဲ့ပြန်လည်ထွက်ခွာသွားချိန်မှာအစတင်ပြီးအစိုးရရုံများပြည်သူပိုင်အစအဦးတို့ရဲ့တကားများအားလုံးဟောင်းလောင်းဖွင့်ရတာရှိနေကရုံကြောင်ဆေးရုံနဲ့ဌာနဆိုင်ရာအစအဦးများလည်းအခွန်လွတ်ဖြစ်တာကြန့်ရှိခဲ့ကြောင်းသိရှိရပါတယ်ရှင်။